အားလုံးမင်္ဂလာပါ Top 4ဘောကနေပြောမှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ content ကနည်းနည်းလေးတော့နောက်ကျနေပြီလို့ထင်တယ်ပြီးခဲ့တဲ့ရက်ကနေခဲ့တဲ့ Manchester United နဲ့ Nottingham Forest တို့နဲ့ပွဲဒီပွဲစဉ်မှာတိုင်ခင်မှာ Manchester United က3ပွဲဆက်နိုင်ထားတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်သာဆက်နိုင်ခဲ့မယ်ဆိုလို့ရှိရင်နိုင်နိုင်ချေရှိနိုင်တယ်လို့အားလုံးကထင်ကြတဲ့ပွဲစဉ်မျိုးဒါပေမဲ့တကယ်တမ်းမှာတော့ပွဲစဉ်ကတရေရတဲ့ပြီးဆုံးသွားခဲ့တယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှပြောစရာအချက်လက်တွေအကြောင်းအရာတွေ

signature ဖြစ်ပြီးတော့မှအဓိက point out ထောက်ကမှာက Manchester United အနေနဲ့ခါတိုင်းပွဲစဉ်တွေမှာအသုံးပြုနေတဲ့ BFA မဟုတ်ဘဲနဲ့ဒီလို long ball direct campaign နဲ့အနေထားမှာ Nottingham Forest ကိုအသာစီမရခဲ့တဲ့အကြောင်းအရာတွေပဲခါတိုင်းပွဲစဉ်တွေမှာ Manchester United အသာစီရခဲ့တဲ့ပြီးခဲ့တဲ့နိုင်ပွဲဆက်ခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် first ball second ball တွေမှာ Manchester United ကအသာစီရတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့ Manchester United က Nottingham Forest ကအမြင်ဘုံကိုမရှင်းနိုင်တာကိုအများကြီးမြင်ခဲ့ရတယ်ဆို ဒီဂျူရယ်ပါစန်တေ့ချ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းတပွဲစဉ်လုံးတိုင်းတာမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကဂျူရယ်တီ58ရာခိုင်နှုန်းပြီးသွားလို့ရှိရင်နော်တယန်ဖော်ရက်စ်က43ရာခိုင်နှုန်းထိရှိတယ်။ဒါအပြင်ကိုကျွန်တော် ground ဂျူရယ်ဟိုဘယ်နဲ့ area ဂျူရယ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နော်တယန်ဖော်ရက်စ်က46ချိန်မှာ18ချိန်ထိအောင်မြင်တယ်။မန်ချက်စတာယူနိုက်တက်က46ချိန်မှာ29ချိန်ထိအောင်မြင်တယ်။ဒါပေမဲ့ဒါကအဓိကသူရဖြစ်စေတဲ့အကြောင်းအရာမျိုးမဟုတ်ခဲ့ဘူး။ဘာလို့လဲဆိုတော့မန်ချက်စတာယူနိုက်တက်ကတိုက်စစ်ဆင်တဲ့ပုံစံက ဂျူဝဲကိုအသာစီးယူပြီးတော့မှ fast ball second ball ကောက်ပြီးတော့မှအသာစီးယူမှဥပမာပြဒီလိုအနေထားမျိုးဒီအနေထားမှဆိုလို့ရှိရင် Manchester United က fast ball အတွက်တောင်းယူထားတယ် ball holding အတွက်တောင်းယူနိုင်တဲ့ကစားသမားရှိနေတယ်ဒီမှာဆိုလို့ရှိရင် Casemiro နဲ့ Bruno ရှိတယ်ဒီက Casemiro နဲ့ Bruno ရဲ့ဒီ fast ball ကိုဘောလုံးရယူနိုင်မှုကိုအသားပြုတ်ပြီးတော့မှ Manchester United ကပိုက်စစ်စင်ကမှာအဲ့လိုမှမဟုတ်လို့ရှိရင်လည်းဒီရဲ့ဘောလုံးကဒီနှစ်ယောက်စီမဟုတ်ဘဲနဲ့ဟိုရှိမှရှိနေကွန်ညာရောဆက်ကိုရိုးစီကိုရောက်ကမှာဒါပေမဲ့ဘောလုံးက လိုအပ်တဲ့နေရာတိမရောက်ဘူးမရောက်တဲ့နေသားတစ်ခုမှဆိုလို့ရှိရင်တော့မှ United က first ball ကိုသာစီမရဘူးဒါပေမဲ့ second ball မှာအသာစီးယူတယ်ဆိုတော့ဘောလုံးကပြန်ချလာတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာတွေ့ရတဲ့အချိန်ဆိုဒီလိုပုံစံမျိုး Manchester United က first ball second ball သာအသာစီးရယူနိုင်မယ်ဆိုလို့ရှိရင်ဒီရဲ့တိုက်စစ်စင်မှုနေသားတွေကဒါမျိုးပုံစံအထိကို အာအသားပေးပြီးတော့မှကစားနိုင်တယ်ဒီမှာတွေ့ရတဲ့အချိန်မှာ Manchester United ကတိုက်စစ်စင်ဖို့အတွက်အလားလာကောင်းနေအများကြီးရှိသွားတယ်ဒီနေ့သားမှာပြိုင်ပတ်ကက် Nottingham Forest ကအာ၄ယောက်ရှိတယ် defense line က၄ယောက်ရှိရဆိုပြီးတိုင် Manchester United ကဒီနေ့သားကလည်းပိုက်စစ်စင်နိုင်တဲ့ chance တွေရနိုင်တယ်ဒါပေမဲ့ Jewel သာစီးမရတဲ့အချိန်မှာ Manchester United ကဒီ long ball တွေကနေတိုက်စစ်စင်တဲ့ပုံစံကအရင်ကြီး threat ကအလုံးမဖြစ်ခဲ့တာကိုမြင်ရလိမ့်မယ်ဒါကလည်း အပွားနောက်ထောက်ပြခြင်းစရာတစ်ခုဖြစ်လိမ့်မယ်မန်ချက်စတာယူနိုက်တက်ကပြိုင်ပတ်အသင်းကသာတကယ်လို့ဂျူရယ်အားကောင်းတဲ့အသင်းမျိုးဖြစ်မယ်ဒါမှမဟုတ်လို့ရှင်လည်းပြိုင်ပတ်အသင်းကလိုပလော့နဲ့ကောင်းကောင်းကစားနိုင်တဲ့အသင်းမျိုးဖြစ်မယ်ဆိုလို့ရှင်မန်ချက်စတာယူနိုက်တက်ကဂိုးဒန်မိုးဒယ်ခက်ခဲနေသေးတဲ့တိုက်စစ်စုဖွဲ့မှုမျိုးကိုမြင်ရလိမ့်မယ်အဲ့တော့ဒီပွဲစမှာပဲတိုက်ဆိုင်စွာနေပဲပေါ့နော်မန်ချက်စတာနဲ့ရရှိခဲ့တဲ့ငကိုစလုံးကဆက်ပလီကနေပြီးတော့မှမြစ်ဖြားခံတဲ့ဂိုးတွေဖြစ်နေပြန်တယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်က ီ open play တွေမှာ weak ဖြစ်နေတော့မယ်ဆိုတော့ဘူဒီပွဲစဉ်ကထင်တာမြင်တာရှိစေလိမ့်မယ်ဒါအပြင်ကိုနောက်ထပ်တစ်ချက် bay play bay play မှာ manchester united ရဲ့ tactics စင်နဲ့ direct attack တွေကအာနည်းနည်းလေး sequence တွေက lower ချက်တွေများနေတာကိုမြင်ရလိမ့်မယ်ဒါကလည်း အပြင်းပြစ်ပြစ်ရှာပြောရလို့ပြောလို့ရှင်လေလက်ခံရမှာပဲဒီမှာတို့ရှင်မန်ချက်စတာနဲ့တကယ် BFA မှာ3ယောက်တန်း defense line က3ယောက်တန်းရှိရယ်ဒီ defense line က3ယောက်တန်းကဂိုသမားစီကိုဘောလုံးရောက်တဲ့ချိန်မှာတို့ရှင်ရင်ဒီလက်တယောက်သေးကပဲဒီကြံနေခဲ့ပြီးတော့မှကြံနေနှစ်ယောက်က center back နှစ်ယောက်ကဘေးကိုကားထွက်ပြီးကားထွက်ပြီးတဲ့ချိန်မှာဒီမှာ pivot နှစ်ယောက်ရဲ့လုံးလုံးတဲ့ပုံစံကိုမြင်ရလိမ့်မယ် Bruno ဘောလုံးရပြီးတဲ့ချိန်မှာချက်ချင်းတန်းပြီးတော့မှ Lucio စီကိုပေးလိုက်တယ် Lucio စီမှာဒီမှာတို့ရှင် space အကျယ်ကြီးပဲ ဒီနေထားမှာသလိုချင်ကျွန်တော်တို့ချက်ပြန်ကြည့်မယ်သလိုချင်လူရှောအနေနဲ့ကစားကွက်တိဆောက်ဖို့အတွက်ဒီမှာဆိုချင် box shape ဖြစ်သွားလိမ့်မယ် white area မှာ box လဲဆိုတော့ဒီဘက်ဆမ်းမှာအာ dialog ရှိနေသေးတယ်ဆိုတော့ box area ဖြစ်သွားလိမ့်မယ်ဒီ box area ကနေ Manchester United ကတိုက်စစ်ဆင်ကမှာဆိုတော့ Nottingham Forest ကလည်းအဲ့ဒီ box area ထိမရောက်ခင်ကာလမှာ pressing ကောင်းကောင်းပြီးနိုင်တာကိုတွေ့ရလိမ့်မယ်ဒီမှာဆိုချင်ဒီရဲ့ area ချင်းချင်းလေးကိုပြင်ကြည့်မယ်သလိုချင်တော့ Nottingham Forest က4 vs 3ဆိုတဲ့အနေထားမျိုးကို press ပြီးနိုင်တယ်ဒါပေမဲ့ Manchester United ရဲ့ရွေးရှာသွားတဲ့ပုံစံက တော်တော်ကြီး smart ဖြစ်တယ်အထူးကပြောတော့ Bruno Fernandes Bruno Fernandes ကရွေးချယ်တဲ့ပုံစံက Manchester United ကိုဒီလိုနေထိုင်မျိုးဖြစ်စေတယ်ဆိုတော့ Nottingham Forest ဘက်မှာဒီမှာ defense line မှာကစားသမား၄ယောက်လောက်ပဲကျန်တော့တယ် Manchester United ကဒီနေထားမှာဆိုရင်ကစားသမား၅ယောက်ထိက attack တိုက်စစ်စင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီဆိုတာကိုမြင်ရလိမ့်မယ်ဆိုတော့ဒီနေထားကနေ Manchester United ကတိုက်စစ်စင်ခဲ့နိုင်တဲ့ဒါပေမဲ့ Nottingham Forest က defense ကစားတဲ့ပုံစံကတော်တော်လေးကျစ်လက်တယ်ဆိုတော့ ဒီရက်20စက္ကန့်အတွင်းမှာနေမယ်ပြောင်းလဲသွားလိုက်တာကမန်ချက်စတာယူနိုက်တက်အနေနဲ့ဒီမှာ55စက္ကန့်မှာဆိုလို့ရှိရင်ပြန်ပတ်တင်းကဒီဖန့်စ်လိုင်းက၄ယောက်မန်ချက်စတာယူနိုက်တက်ကတိုက်စစ်ဆင်မှုတွေက9ယောက်ပြီးလာတယ်။ဒါပေမဲ့20စက္ကန့်ကျော်သွားတဲ့အချိန်မှာ20စက္ကန့်ပြီးသွားတဲ့အချိန်မှာအာမတ်ဒီယာလိုဘောလုံးရတဲ့အချိန်မှာ Northern Forest ကဒီဖန့်စ်လိုင်းက9ယောက်တော့ရှိသွားနေပြီ။ဆိုတော့ဒါက Northern Forest ကဒီဖန့်စ်လိုင်းဘလောက်တော့မှချစ်လက်တယ်လေဒီဖန့်ကစားတဲ့ပုံစံဘလောက်တော့မှချစ်ချစ်လက်လက်ရှိတယ်လေဆိုတော့ကိုထင်တာမြင်တာရှိစီလိမ့်မယ်။ဆိုတော့ ယူနိုက်တက်ကဒီရက်နေသားတွေကိုမထိုးဖောက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ပဲဂိုးရဖို့အတွက် chance တော်တော်များများကိုလွှဲချော်ခဲ့ရတယ်ဆိုတော့ဒီတက်ပုံပြီး direct ဖြစ်ဖို့လိုတယ်ဒီတက်ပုံပြီးတော့မှ effective ဖြစ်ဖို့လိုတယ်တိုက်စစ်ကဒီတက်ပုံပြီးတော့မှ sequence တင်နေလှူရှားနိုင်ဖို့လိုတယ်တိုက်စစ်မှာ systematic ကြားတဲ့ပုံစံမျိုးတွေကိုမြင်လာရတယ်ဆိုပြီးတိုင်အောင်ဒီတက်ပုံပြီးတော့မှ effective ဖြစ်ဖို့အတွက်လိုအပ်နေသေးတာတွေကိုမြင်ရလိမ့်မယ်ဆိုတော့ဒီပွဲစဉ်ကအနိုင်မရခဲ့တဲ့အတွက်ကြောင့်မလို့ဒါတွေက point out ထောက်ချင်စရာ အများကြီးဖြစ်သွားရဲဆိုတဲ့သဘောပဲဒါပေမဲ့တကယ်တမ်း Manchester United ကစားခဲ့တဲ့ mentality ကတော့မဆိုးဘူးလို့ပြောရလိမ့်မယ်ဆိုတော့ okay Manchester United ရရှိခဲ့တဲ့ပထမဆုံးတော့ကိုဒီရဲ့ goal အတွက်ပြောရမယ်တလို့ရှိရင်ဒီ corner ကရတဲ့မရတဲ့ဆိုတဲ့အကြောင်းအရာကထိတ်ဆွမ်းလာလိမ့်မယ်ဆိုတော့ဒီပွဲစဉ်မှာဒိုင်လူကြီးဖြစ်ခံခဲ့တဲ့သူက Darren England Darren England ကတော့အများကြီးပြောကြတာလုံးဝမထင်ဘူးလပါဘူးနဲ့ DS နဲ့ case ကိုပြန်ကြည့်မယ်ဆိုရင်ဆိုလို့ရှိရင်တောင်မှ Darren England က ပြီးခဲ့တဲ့2023 24မှာကော24 25မှာကော23 24ကတော့ပို့ပြီးပို့ပြီးတော့မှထင်တာမြင်တာရှိလိမ့်မယ်လို့ထင်တယ်။သူ့ရဲ့အမားကပရီးမီးယားလိဂ်မှာဒါကတော်တော်လေးများတဲ့နေသားလို့ပြောလို့ရတယ်။ဆိုတော့ဒီနေ့ဟာကနေပြီးတော့မှပဲဒါမန်ချက်စတာယူနိုက်တက်ကဂိုးစီးကိုမကျော်ဘဲနဲ့ကော်နာရတယ်။ကျွန်တော်ကတော့အဲ့ဒါလိုပဲခံစားရတယ်။ big point of view ကနေပဲကြည့်ဒီဖြစ်ပါသေးရောအဲ့ဒီဘောလုံးကကော်နာဖြစ်တဲ့ line ကိုကျော်သွားတာမျိုးကိုမမြင်ခဲ့ရအောင်ဒါပေမဲ့ထားပါ Manchester United က corner ရတယ်ရသွားပြီးတဲ့အချိန်မှာ Manchester United ကဒီ corner ကိုအကောင်းဆုံးသုံးချတယ်ခေါင်းတိုက်တွင်ကိုသွင်းသွားတာက Casemiro Casemiro နဲ့ခေါင်းတိုက်တွင်ကိုညီနဲ့ကတော်တော်လေးကိုမှ United အတွက်ပဏံရနေတယ်လို့ပြောရလိမ့်မယ်ဒီနေ့တော့မှ Nottingham Forest က Jewel ဘိုင်းမှာအပါကြီးရနေတယ်ဆိုတော့ရှေ့မှာပြောခဲ့ပြီးသွားပြီဒါပေမဲ့ corner မှာ Manchester United က ထရက်ဖြစ်လာတာဒီရာသီမှာတီးတတာပဲမန်ချက်စတာယူနိုက်တက်ကကော်နာတွေမှာဆပ်ပလေးတွေမှာဒီနောက်ပိုင်းနယ်လီပို့ပြီးတော့မှချင်းချောက်လာနိုင်တာတွေကိုမြင်ရတယ်ဒါကအားရခြင်းကြအချက်ပဲဆိုတော့ open play တွေမှာ attacking sequence တွေမှာအားရခြင်းကြမရှိသေးတိုင်အောင်လို့ဒီလိုမျိုးအဲဆပ်ပလေးတွေမှာတိုက်စစ်ဆန်လာနိုင်တာက United တော့မစိုးလို့ပြောရလိမ့်မယ်ဒီတော့ကြောင့်ပဲ Manchester United ကပထမပိုင်းမှာအသက်ရှူချောင်းနေတာပဲဆိုတော့ဒီနေ့သားကလည်း Manchester United ကဥဆောင်ကိုရတယ်ရပြီးတဲ့အချိန်မှာဒီရဲ့ရလက်ကိုထိမိုးတဲ့ဂျိုးစားတယ် ါပေမဲ့လည်း Northern Forest ဘက်ကဒုတိယပိုင်းမှာပိုပြီးတော့မှပိုက်စစ်ဆင်လာတယ်။ဘာလို့လဲဆိုတော့ပထမပိုင်းမှာ Manchester United က handle လုံးနိုင်တယ်။ဒုတိယပိုင်းမှာဘာလို့ handle မလုပ်နိုင်တာလဲဆိုတော့ crossing တွေကိုခွင့်ပြုလာလို့ Northern Forest ကလည်းဒီရဲ့အကြောင်းအရာကိုကျွန်တော်ထင်တယ်မမလို့ရှိရင်တော့ဒီပထမပိုင်းပွဲပြီးတဲ့အချိန်မှာ Shaw Dive ကဒါကိုတတိတသက်အဲညွှန်ကြားပေးခဲ့လိမ့်မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့အချက်လက်တွေကိုပြန်ကြည့်မယ်ဆိုတော့ချင်း crossing က Northern Forest ကပထမပိုင်းမှာ crossing ဖြတ်တင်မှုက9ချိန်ပဲရှိရယ် ဒါပေမဲ့ဒုတိယပိုင်းရောက်တဲ့အချိန်မှာ Nottingham Forest ရဲ့ crossing ဖြတ်တင်မှုက16ကြိမ်ကြီးအောင်ရှိသွားတယ်။တော်တော်လေးများတဲ့ပမာဏ။ဒီတော့ကြောင့်မလို့ဒါက tactical instruction ချပီးလိုက်တဲ့တဘောမှာတက်ရောက်တယ်လို့ကျွန်တော်ကတော့ယူဆတယ်။ data အရပေါ့နော်။ဆိုတော့ Nottingham Forest က Manchester United ကို crossing နေနဲ့တိုက်ခိုက်ဖို့အတွက်ဒုတိယပိုင်းမှာကြိုးစားတယ်။ Manchester United ကိုယ်တိုင်ကဒါတွေကိုတားဆီးနိုင်ဖို့အတွက်လစ်ဟာခဲ့မှုကဒီရဲ့အကြောင်းအရာကိုဖြစ်စေတာပဲ။ဘာလို့လဲဆိုတော့ United ရဲ့ white area မှာဒီအချိန် 48မိနစ်မှာရှိနေတဲ့အချိန်ကအာမတ်ဒီယာလူနဲ့ဒါလော့နဲ့နေရအောင်အာမတ်ဒီယာလူပချံကတော့လုံးဝအာမတ်ကတိုက်စစ်ဆင်မဲ့နေတာတကူမှာဘာမှအများကြီးပြောကြမှာမရှိဘူး United ရဲ့ဒီနေသားမှာ structure ကလည်းချစ်လက်တဲ့ central zone ကိုကောင်းကောင်း cover ထားနိုင်တယ် cover ထားနိုင်တဲ့နောက်မှာ Nottingham Forest က wide area ကပဲထိုးဖောက်လို့ရတော့တယ် Manchester United ကလည်း Nottingham Forest ကိုဘောလုံးကို wide area မရောက်ရောက်အောင်လို့မပို့ပို့အောင်လို့ကိုကစားကွက်ရဖန်တီးထားတာဒါပေမဲ့ Nottingham Forest ကဒါကို advantage အနေနဲ့ယူသွားခဲ့တယ် United ကို crossing နေနဲ့တိုက်ခိုက်ခဲ့တယ်ဒီ crossing နေကနေပဲဒီမှာဆိုလို့ရှိရင်ပထမအဆုံးတော့ goal ကိုပြီးလိုက်ရတယ်ဒုတိယမြောက် goal ကလည်း crossing ကနေလာတာပဲဖြစ်တယ်ဒုတိယမြောက် goal ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာတွေ့တဲ့အတိုင်းပဲပထမမြောက် goal ပေးပြီးဘလောက်မှမကြဘူးနော်ဒီ Forest ကချက်ချင်းတိုင်မျိုးမှာတိုက်စစ်ဆင်လာတယ်ဒီနေသားကိုပြန်ကြည့်တဲ့ချိန်မှာ Manchester ရဲ့ defense line က organize ဖြစ်နေရယ်ပြောချင်တာကအာအရန်ကြီးဆိုးဆိုးရွားရွားကြီးနေရာယူမှုပြက်ရွံ့နေတာမျိုးကိုမမြင်ရဘူး ဆိုသည့်တိုင်အောင် Nottingham Forest က crossing ပေးနိုင်တယ် crossing ပေးနိုင်တဲ့ chance မျိုးကို Manchester United ကခွင့်ပြုထားတယ်အာလူရှော့ကိုတိုင်းဒီနေသားမှာတို့လို့ရှင်လိုက်သွားရဲဆိုဒီတိုင်အောင်ဒီမှာတွေ့ရတိုင်းပဲဆိုတော့ကွန်ညာကလည်းဒီမှာ press ပေးထားတယ်ဒီနေသားကိုပြန်ကြည့်မယ်ဆိုရှင် United ရဲ့ကစားသမားအကုန်လုံးက defense line မှာရှိနေတာစက်ကိုကလွဲလို့အကုန်လုံးနှိပါက box area နဲ့နှိဆက်ဆုံးနေရာမှာရှိနေတာဒါပေမဲ့ crossing တွေကိုဖြတ်တင်ဖို့ခွင့်ပြုနေခြင်းကတော်တော်လေးကို Manchester United ကို threat ဖြစ်သွားစေခဲ့တယ် ဒါကဒုတိယပိုင်းအာလီပိုင်းမှာဆိုလို့ရှိရင်ဒီလိုအနေထားမျိုးကနေမန်ချက်စတာယူနိုက်တက်က2-1ဖြစ်စဉ်ပဲကိုကိုပြီးလိုက်ရတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ဒီထပ်ပို့ပြီးတော့မှဒီ crossing တွေကိုတားဆီးနိုင်ဖို့အတွက်တော့ defense line မှာအာပိုပြီးကြိုးစားထုတ်နိုင်တဲ့သူမျိုးကိုလိုအပ်နေတယ်မန်ချက်စတာယူနိုက်တက်အနေနဲ့သူတို့ရဲ့ကစားကွက်အရ defense system ပဲရပါတော့မန်ချက်စတာယူနိုက်တက် defense ပုံစံက10ဘက်ကို wide area ဘက်ကိုမရောက်ရအောင်တွန်းပို့တာဘာလို့လဲဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့ defense line ပုံစံကိုကြည့်မယ်ဆိုလို့ရှင်တာမှာဒါကရှင်းနေလိမ့်မယ်ဒီမှာတွေ့ရတိုင်းပဲဆိုတော့532ဒီ532တခါတည်းမှာဆိုလို့ရှင်အာ442ဆန်သွားလိမ့်မယ်အဲဒါပေမဲ့ဒီရဲ့ပုံစံကပြန်ဘက်ကို white area ကိုမရောက်ရအောင်ကိုတွန်းပို့တာပြန်ဘက်ကို white area မှာမကစားခြင်းလေကစားခြင်းအောင်လို့ကိုလုပ်ရတာဆိုတော့ဒီလိုမျိုး trap လုပ်ပြီးခါကြမှာဒီရဲ့ trap ကနေကိုယ်တိုင်ပြန်ခံနေရတာကတော့ Manchester United အသင်းကြီးနဲ့နည်းနည်းလေးဒီဟာကို concern ဖြစ်တဲ့နယ်လို့ယူဆတယ်ဆိုတော့ ဒီပွဲစဉ်ကမနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့တော့ point တော့ထောက်ချရလေးအများကြီးပဲဒါပေမဲ့လည်းအဲ United ကပြန်လာနိုင်တဲ့ mentality ကတော့တော်တော်လေးအားရဖို့ကောင်းတယ် Manchester United က2-1ဖြစ်နေတဲ့အချိန်အောင် Tyson Drazas စင်နိုင်နေ Tyson Drazas စင်နေရဲ့အနေထားကနေပြီးတော့မှ set play ရတယ်ဒီရဲ့ဘောလုံးကိုပိတ်သွင်းဖို့အတွက်ကြိုးစားတယ်ဒီအနေထားကနေ Ahmed Diallo ကဒီ box အပြင်ဘက်ကနေကန်သွင်းပြီးတော့မှ2-2ဖြစ်သွားကြည့်ခဲ့တယ်2-2ဖြစ်သွားပြီးရဲ့နောက်မှာတော့မှ Manchester United ကပြန်လာနိုင်ဖို့အတွက် chance တွေအများကြီးရှိခဲ့လို့ပဲပြောရလိမ့်မယ်လို့ထင်တယ် United အနေနဲ့အာဒီမှာဆိုလို့ရှိရင်ဒီနှစ်သင်းကစားခဲ့တဲ့အချိန်လေးထားအရဆိုလို့ရှိရင်တော့မှမင်းရဲ့နေထားရကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတွေ့ရတိုင်းပဲဒုတိယပိုင်းမှာ Manchester United ကဇတိုက်ဆိုတလို့တိုက်စစ်ဆင်နိုင်ခဲ့တယ်သူတို့ပြန်ကိုတို့ပြန်နဲ့ပွဲကကြီးကောင်းခဲ့တယ် United အနေနဲ့ block ခံရတဲ့အချိန်ကြီးဒါတကယ်လို့ goal ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့မှ United ပြန်လာနိုင်မယ့် chance တွေအများကြီးရှိခဲ့တယ်ဒီပွဲစမှာ HG ရပြန်ကြည့်မယ်ဆိုရင်လဲ Manchester United အနေနဲ့ အဲဘယ်လိုပြောမလဲနိုင်နိုင်ခဲ့တဲ့ chance မျိုးရှိတယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့ဘယ်လိုပဲနေနေပါဒီပွဲစဉ်က United တည်ကြခဲ့တယ်ဒီပွဲစဉ်အတွက် Manchester United က HD က1.1 Northern Forest က1.9ဆိုတော့ Northern Forest က chance ပိုရတယ် clear chance အဲ Northern Forest က chance အသေးလေးတွေတီးလေးအများကြီးရတယ် Manchester United ကတော့ chance အကြီးကြီးတွေကိုတခါတည်းမှာရလိမ့်ရှိတယ်ဆိုတော့ဒီပွဲစဉ်က Manchester United အတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ နှစ်မှတ်ဆုံးရှုံးခဲ့တဲ့ပွဲဘလို့ပြောရလိမ့်မယ်ဆိုတော့ဘလို့ပဲနေနေပါအာမန်ချက်စတာယူနိုက်တက်အားနေချက်တွေကိုမြင်ခဲ့ရတယ်မန်ချက်စတာယူနိုက်တက်နေရာဒီထက်ပိုပြီး improve ဖြစ်ဖို့အတွက်လိုအပ်နေသေးတယ်ဒီရဲ့ improve ဖြစ်ဖို့လိုအပ်နေသေးတဲ့အကြောင်းအရာတွေကလည်းအာကြီးကြီးမားမားဒီလိုတော့ထောက်เสียမရှိနေပြန်အောင်ဒါကပဲ United တိုးတက်လာတဲ့အကြောင်းရင်းလို့ပဲပြောရလိမ့်မယ်ဆိုတော့တိုက်စစ်မှာ sequence တွေရှိတာလေဒါပေမဲ့ဒီ sequence တွေက systematic ကြမနေဘူးအာ ပုံမှန် return တွေမြင်လာရတယ်ဆိုဒီတိုင်အောင် gear return တွေကနေ effective ဖြစ်ဖို့အတွက် United ကရုံးကန်နေရုံနဲ့တာပြင်ကို set play တွေမှာ Manchester United ကအစွဲရှိလာတယ် long throw တွေပြီးသွားလို့ရှိရင် corner တွေဒီဟာတွေက Manchester United ကတော်လောက်လာနိုင်နေဆိုတာကအားရချင်းစရာပဲဒါပြီးဟို Manchester United အနေနဲ့ BFA ကနေပြီးတော့မှကစားတဲ့ချိန်တွေထားနေမှာဆိုလို့ရှိရင်လည်း long ball တွေနဲ့ကစားတာက United ကိုပို့ပြီးတော့မှ အာ affected ဖြစ်စေတယ် United ကအရင်ကလိုမျိုးနောက်တမှ E လေးနေအောင် BFA တိဆောက်တာမျိုးကိုမမြင်ရတာကလေ DRD မှာထောက်ပြခြင်းကြချက်လက်ပဲဆိုတော့ဘလိုပဲနေနေဒါကတော့ United နဲ့ Nottingham Forest နဲ့ပွဲ Nottingham Forest အတွက်ကတော့ဒီပွဲစဉ်တေးရရရှိခဲ့တာကရှောင်းတိုက်အတွက်တော့အားရခြင်းကြလို့ပဲပြောရလိမ့်မယ်ဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘလိုမြင်ကြလဲ comment မှာအောင်ရအောင်ဆွေးနွေးကြကြလိုက်ရပါကျွန်တော်နောက်တစ်ပတ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါ